အဲ့ဒီရေလေမှာနစ်တယ်ဆိုတဲ့အဓိပ္ပာယ်ကဘာပြောတာလဲဆိုတော့နန္ဒီရာဂလို့ဆိုရတယ်လူချင်းမမောဆွဲလန်းတန်တခြင်းဆိုတဲ့တရားကို ကောက်လိုက်ရင်လောဘကိုကောက်ရတယ်နန္ဒီရာဂရဲ့အမည်တဲ့ရေလေမှာနစ်တယ်ဆိုတာမိတဲ့ယေဟောဘကံဒီဘကံတင်တယ်ဆိုတဲ့နေရာမှာလဲလောဘရဲ့သဘောလေးကိုနည်းနည်းမပြောခဲ့ဘူးလား အခုဒီမှာရေးလေမှာနစ်တယ်ဆိုတော့လည်းပဲလောဘကိုထပ်ပြီးတော့မပြောဘူးလားအရေးကြီးလို့ထပ်ပြီးတော့ပြောတယ်လို့စဉ်းစားမယ်ဆိုစဉ်းစားလို့မရဘူးလားရတယ်အဲ့ဒီတော့ဒီမှာရေးလေနစ်တယ်ဟူဘကန်တင်တယ်ဆိုတာကြတော့ဒေါသဖြစ်ရင်လည်းဟူဘကန်ကိုတင်တာပဲနော်အခုဒီနေရာမှာတော့သူကနန္ဒီရာဂကို ကွက်ပြီးတော့ပြောတာကိုပိုင်ဆိုင်သမျှကိုပတ်သက်သမျှတွေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာ ရှင်လန်းတဲ့သဘောတွေ့တာတဲ့သဘောတရားဓမ္မတို့ဥစဉ်တို့ရဲ့တန်တဲမှာရှိမရှိအချိန်နေကုန်းကုန်နေတာဟာဘယ်ပုံစံနဲ့ကုန်တာလဲမေးရင်အဲ့ဒီကိုပိုင်ဆိုင်တဲ့မြပတ်သက်တဲ့မြတွေနဲ့ပတ်သက်ပြီးတော့တွေးရင်တွေးရင်မမောရင်နဲ့ကုန်ကြရတာကိုကိုကိုမမောတယ်ကိုသားသမီးရဲ့အပေါ်မှာမမောတယ်ပိုင်ဆိုင်မှုပစ္စည်းတွေအပေါ်မှာမမောတယ်မရှိဘူးလားအဲ့ဒီမမောမှုမှန်တဲ့မြတွေအဲ့ဒါနန္ဒီရာကပဲ တွေးလိုက်ရင်အဲ့ဒါနဲ့လွတ်ပြီးတော့တွေးတဲ့အတွေ့ဆိုတာအင်မတန်ရှားပါလေဗျဟုတ်လားအဲ့ဒီတော့ဒကာဒမတို့ဦးဇင်းတို့ရဲ့ဘဝဟာနန္ဒီရာကနဲ့အချိန်ကုန်ရတာအင်မတန်များတယ်ကိုယ့်ရဲ့ဆွဲလန်းမှုဘလောက်ကြီးတယ်မကြီးဘူးဆိုတာကိုသိကျင်တယ်ဆိုလို့ရှိရင်အဲ့ဒီဆွဲလန်းမှုတန်ရောစဉ်ဂျိုးဟာဘလောက်ခိုင်မာတယ်မခိုင်မာဘူးလို့သိကျင်တယ်ဆိုလို့ရှိရင်ကိုယ်ဆွဲလန်းထားတဲ့အရာတွေနဲ့စိတ်ကူးကလေးနဲ့နည်းနည်းလောက်ခွဲကြည့် ဒါဥစဉ်ကဥစဉ်တွေးမိတာလေးပြောတာနော်ကိုယ့်ရဲ့တန်ရောစဉ်ကျိုးရဲ့ကိုယ့်ရဲ့နန္ဒီရာကတွေဘလောက်ဆွဲဆွဲလန်းလန်းတန်းတန်းမက်မက်ခိုင်ခိုင်မာမာအမြင့်တွင်နေတယ်လဲဆိုတာကိုသိကျင်တယ်ဆိုရင်ဘာလို့ကြည့်ရမလဲနည်းနည်းလောက်ခွဲကြည့်ပါဒါရီသမီးတွေရဲ့အပေါ်မှာမဆိုထားနဲ့သက်ရှိတွေရဲ့အပေါ်မှာမဆိုထားနဲ့သက်မဲ့ပစ္စည်းဥစ္စာတွေနဲ့လောက်နည်းနည်းလောက်ခွဲကြည့်အတိပ္ပယ်မရှိဘဲနဲ့ငွေတစ်ထောင်လောက်စေကူးနဲ့ကုန်းကြည့်စမ်းပါဘယ်လိုခံစားရလဲ ဒကမကြီးတွေငွေတထောင်လောက်အတိပယ်မရှိကုန်းကြည့်စမ်းပါခွဲကြည့်စမ်းပါတက်တာတဲ့သဘောဖြစ်သလားမတက်တာတဲ့သဘောဖြစ်လားမတက်တာဘူးဒါနမူနာပဲရှိသေးတယ်နော်ဟုတ်လားအဲ့တော့စွဲလန်းနှစ်သက်မှုနန္ဒီရာဂတွေဟာဘလောက်အတိုင်းအတာတိကိုယ့်ဘဝမှာနေရယူထားသလဲဆိုတာသိဖို့မလိုဘူးလားအေးအဲ့ဒီနန္ဒီရာဂဖြစ်ချင်းဒီရေလေမှာနှစ်ချင်းမဲတယ်ရင်နစ်တဲ့ခံစားချက်တွေးတောင်မတွေးရဘူး လွတ်လွတ်လပ်လပ်လည်းမရှိဘူးအသက်ရှူလို့မရတော့ဘူးမုန်းကြက်နေပြီဗျဟုတ်လားအဲ့ဒီဆွဲမဲ့မှုနန္ဒီတာကဟာလေချင်းအရသာကိုပေးနိုင်တယ်လို့ဥစဉ်တော်ထင်တာပဲပဂရိတိတုံကြီးဟာမြစ်လေကောင်မှာနေသွားပြီဆိုရင်သူ့ရဲ့အပေါ်မှာဖုံနေတလဲတွေတဖြည်းဖြည်းနဲ့ပို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 ့ပြီးတော့အပြန်အပေါ်ကို ပြန်ပေါ်လာဖို့အခွင့်အရေးတော်တော်နေသွားတယ်သမုဒ္ဒရာရောက်ဖို့အခွင့်အရေးလည်းတော်တော်နေသွားတယ်အဲ့ဒီလိုပဲဒကာသမားတို့ဥစဉ်တို့တွေတွေ့ စွဲမမှုအားကြီးလာလို့ရှိရင်တဖြည်းဖြည်းနဲ့အပေလေးပါးမှနစ်တက်တယ်လို့အဲ့ဒါလိုပြောတာဟုတ်ရဲ့လားစွဲမမှုတွေများနေလို့ရှိရင်သူတော်ကောင်းတရားဘက်ကိုလည်းပဲတိတ်ပြီးတော့မလှည့်နိုင်ဘူးလေမိမိရဲ့လွတ်မြောက်ရေးအတွက်မြင့်မြတ်တဲ့ကျင့်စဉ်တွေအတွက်လည်းပဲစိတ်ကူးတိတ်ပြီးတော့မထည့်နိုင်ဘူးလေတဖြည်းဖြည်းနဲ့မြင့်မြတ်ရာနဲ့ကြိုးခိုင်းကြိုးခိုင်းပြီးတော့ကိုယ်စွဲလမ်းမိရာဘက်ကိုစိတ်ဆိုင်ပြီးတော့ရင်းလေမှာနစ်တဲ့တစ်တုံးတုံးလို့ သမုဒ္ဒရာနဲ့ဝေးသွားတယ်လို့မျိုးတရားဓမ္မတို့ဥစဉ်တို့ရဲ့ဘဝဟာလည်းနိဗ္ဗာန်နဲ့ဝေးသွားတတ်တယ်။ဒါကြောင့်မြတ်စွာဘုရားကရည်လေမှာနစ်တယ်ဆိုတာနန္ဒီရာက စွဲမဲ့မှုဖြစ်တာကိုပြောတာတဲ့။စွဲမဲ့မှုတွေအရာဘုရားအရာပေါင်းများစွာရဲ့အပေါ်မှာရှိမနေဘူးလား။ရှိနေတယ်။ဒါကြောင့်မိမိတို့ရဲ့စွဲမဲ့မှုကိုရည်လေမှာနစ်တဲ့ခံစားမှုမျိုးတွေးပြီးတော့ တို့ရေလေမှာမနစ်အောင်တတ်နိုင်တယ်မြာကူးခတ်ကြမယ်လို့မစင်းသားတဲ့မူလားစင်းသားတဲ့နေ